င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေအရအမျိုးသမီးတွေကိုစစ်မှုထမ်းဖို့ခေါ်ယူတဲ့အချိန်စစ်တပ်မိသားစုတွေကစံပြဖြစ်ရမယ်ဆိုပြီးတော့စစ်တပ်ထဲမှာရှိတဲ့အမျိုးသမီးငယ်တွေရဲ့စည်ရင်တွေကောက်ယူနေပြီဆိုပါတယ်စကိုင်းတိုင်း6ဦးမြို့နယ်ကန်စီပြစောတိဂျေးရွာစစ်တပ်စခန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင် ယူစော့တီအယောက်30ကျော်ကိုပါလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောထားတယ်လို့စစ်တပ်ထောက်ခံတဲ့လူတွေကလည်းပေါ်ပြနေကြတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကစစ်မှုထမ်းဥပဒေအရအမျိုးသမီးဒရိတ်ကိုစစ်မှုထမ်းဖို့ခေါ်ယူတဲ့အချိန်စစ်တပ်မိသားစုဝင်တွေကစံပြဖြစ်ရမယ်ဆိုပြီးတော့စစ်တပ်ထဲမှာရှိတဲ့အမျိုးသမီးငယ်တွေရဲ့စရင်တွေကောက်ယူနေပြီလို့ ရန်ကုန်တိုင်းတပ်နယ်မှာရှိတဲ့စစ်တပ်မိသားစုတွေကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိမှာစံပြအနေနဲ့ဆိုပြီးစစ်တပ်ထဲမှာရှိတဲ့သူတို့တပ်မှန်ထားရ18နှစ်ကနေအသက်28နှစ်အတွင်းအမျိုးသမီးအရွယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းဖို့စည်ရင်တွေလိုက်ကောက်နေတဲ့အတွက်တပ်လိုင်းကမ်းမှာလူငယ်အမျိုးသမီးစည်ရင်တွေပေးလိုက်ရပြီလို့မှော်ပြီးအခြေဆိုင်ခလာရ63တပ်မှရှိတဲ့စစ်တပ်မိသားစုဝင်တအုပ်ကပြောထားပါတယ်တစ်ဖက်မှာလည်း အကြံပေးစကောင်းစီကလက်ရှိမှာအမျိုးသမီးတွေကိုစစ်မှုထမ်းခေါ်ဖို့မရှိသေးဘူးဆိုပြီးမကြာခဏပြောနေပေမဲ့လက်တွေ့မြေပြင်မှာတော့စစ်မှုထမ်းရမယ့်အမျိုးသမီးစီရင်တွေကိုသူတို့စစ်တပ်မိသားစုတွေထဲမှာတောင်းနေရုံနဲ့မကရက်ခွက်နဲ့ကြေးရွာတွေမှာလည်းစီရင်ကောက်နေတာတွေရှိနေတယ်လို့သိရပါတယ်လက်ရှိမှာလည်းအကြံပေးစကောင်းစီကစစ်မှုထမ်းအပတ်စဉ်၅အထိဖွင့်လှစ်ထားပြီးအရှိကစစ်မှုထမ်းအပတ်စဉ်၃အထိတသားအစ်စ်တွေဟာရှေ့တန်းစစ်မြေပြင်တွေပုတ်ခံထားရတယ်လို့လည်းတသားတစ်တွေရဲ့မိသားစုတွေကပြော့ထကြပါလိမ့်ခင်ဗျ ဖက်မှာတော့စကိုင်းတိုင်းချောင်းဦးမြို့နယ်ကန်စီပြူစော်တီကျေးရွာစစ်တပ်စခန်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုမှုအတွေ့စေကောင်းစီတပ်ဖွဲ့ဝင်10ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ပြူစော်တီအယောက်30ကျော်ကပါလက်နက်ခဲယမ်းတွေနဲ့တူအရှင်ဖမ်းဆီးရမိထားတယ်လို့ဒေါ်လန်ရေးသတင်းရင်းမြစ်ကပြောထားသလိုစစ်တပ်ထောက်ခံတဲ့သူတွေကလည်းပေါ်ပြနေကြပါတယ်စက်တင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲ ချောင်းမြို့နယ်မှာရှိတဲ့ကန်စီပြူစော့တီဂျေရွာစစ်တပ်စခန်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမုံမှုအတွင်းတရွာလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲဒီမှာစစ်ကောင်စီတပ်သားနဲ့ပြူစော့တီဆယ်ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတေကုန်ကြတဲ့အပြင်ပြူစော့တီအယောက်30ကျော်ကိုလည်းလက်နက်ခဲယမ်းတွေနဲ့အတူဒေါ်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ဒေါ်လန်ရေးသတင်းရင်းမြစ်ကပြောထားသလိုစစ်တပ်ထောက်ခံတဲ့သူတွေကလည်းပေါ်ပြနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးစစ်တပ်ထောက်ခံတဲ့ပစ္စတိခေါင်းဆောင်တင်ငန်းဝစ်ပတ်ကိုတော့စိုးသူကိုယ်တိုင်ကန်စည်းပြူရွာပါသွားပြီးဆိုတဲ့အကြောင်းနဲ့ပစ္စတိအယောက်60လောက်ဖမ်းခံလိုက်ရပြီးဆိုပြီးတော့ပြောထားတယ်လို့အဖမ်းခံရတဲ့အထက်မှာရဲတွေရောပစ္စတိတွေရောပေတဲ့အထက်မှာလည်းစစ်သားတွေရောပစ္စတိတွေရောပါတယ်ဆိုပြီးပြောထားတဲ့အပြင်နမခတိုင်းကအကောင်ကြီးကြီးရဲ့မိသားစုပိုင်ရင်ဘလောက်ကောင်းမလဲခမများတို့ဘာလို့မှလဲဆိုပြီးတော့ကိုအဲ့ဒီပစ္စတိခေါင်းဆောင်တင်ငန်းဝစ်ပေါက်ကိုတော့ဆိုသူက စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေကနေတဆင့်ထုတ်ဖော်ပြောဆိုထားပါတယ်။ဒါနဲ့ပတ်သက်ပြီးချောင်းမြို့နယ်တော်လိုင်းသတင်းရင်းမြစ်ကတော့ကန်စီပူစော့တီဂျေရွာစစ်တပ်စခန်းတွေကိုတော်လိုင်းတပ်တွေသိမ်းပိုက်ရရှိထားပြီးဆိုတာကိုအတိပြုနိုင်ပြီမဲ့လက်ရှိအချိန်နေရစည်ရစ်တင်းမာနေတဲ့အတွက်နောက်မှအသေးစိတ်ကိုသတင်းထုတ်ပြန်ပေးပါမယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျာ။တစ်ဖက်မှာလေစကိုင်းတိုင်းခင်ဦးမြို့နယ်မတောင်းလာကြေးရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်သားအလုံးဟာ ဒေါ်လာရဲ့တက်တွေရဲ့တိုက်ခိုက်ချိန်မုံမှုဒဏ်ကိုမခံနိုင်တော့ပဲစခန်းစွန်ပြီးအကုန်လုံးထွက်ပြေးသွားကြပြီဖြစ်တယ်လို့အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်း32ဦးကတော့အသီးသီးတေကုန်ကြပြီ PDF ရဲဘော်5ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီမတောင်းလာကြေးရွာမှာအခိုင်အမာတဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကဩဂုတ်လ31ရက်နေ့ကစပြီးစစ်ရေးနေပြည်တော်အတိုင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်အခုစက်တင်ဘာလ18ရက်နေ့မှာတော့အဲ့ဒီမဒေါန်လာရွာမှာရှိတဲ့စစ်ကောင်စီတပ်သားတွေရောပြစောတိတွေရောအကုန်လုံးဟာသူတို့မိသားစုတွေပါခေါ်ပြီးစခန်းစွတ်ထွန်ပြေးသွားကြပြီဖြစ်တဲ့အတွက်ဒေါ်လန်ရေးတပ်တွေကအပိသက်သိမ့်ပိုင်နိုင်ခဲ့ပြီးနေမီရှင်းလင်းရေးတွေလှုပ်ဆောင်နေပြီလို့ခင်ဦးမျိုးနဲ့တရိတ်မှပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် အဲ့ဒီမတောင်းလကြေးရွာစစ်တပ်စခန်းကိုတိုက်ခိုက်မှုအတွင်းမှာတော့စစ်ကောင်းစီတပ်သားနဲ့ပြူစောတိစုစုပေါင်း32ဦးဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင်တိုက်ပွဲအတွင်း PDF ရဲဘော်3ဦးနဲ့နေမင်းရှင်းလင်းလုတ်တဲ့ချင်းမိုင်းနေမိတဲ့ PDF 2ဦးတို့ဟာလည်းမြင့်မြက်စွာအသက်ပေးလူတွားရတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့မြောက်ကလပရက်စခန်းနဲ့မန္တလေးမြို့ကစစ်ကောင်စီရဲ့လက်ပခတီရှိရနန်းတွင်းတွေကိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိသွားတယ်လို့ Operation Flame အဖွဲ့တည်င်းနေပြန်ကြားရေးတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ရန်ကုန်မြို့မြောက်ကလာပါ Yes Can ကိုစက်တင်ဘာလ9ရက်နေ့ညကဖြတ်အပြစ်မိုက်နဲ့ဖောက်ခွဲတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့မရှင်အတွင်းစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိထားတယ်ဆိုတဲ့အကြောင်းကိုမြေပြင်တည်င်းအရှင်းမြစ်ပြောဆိုကြရာထပ်မံစုံစမ်းသိရှိထားတယ်လို့ Operation Flame အဖွဲ့ကပြောထားပါတယ်။တပတ်ကမန္တလေးမြို့မှာလည်းစက်တင်ဘာလ18ရက်နေ့ကပဲအကြံဖတ်စစ်ကောင်စီရဲ့လက်ပကတိုက်စစ်ဌာနချုပ်ရှိရာနန်းတွင်းကို ဒေါ်လန်ရေးတပ်တွေက short tight down နဲ့ပြစ်ခတ်တိုက်ခိုက်မှုမရှင်ပါလေစေကောင်းစီတပ်သားတွေထိခိုက်မှုရှိထားတယ်ဆိုတာကိုစုံစမ်းသိရှိထားတယ်လို့ operation flame အဖွဲ့သတင်းတွေပြန်ကြားရေးတာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာလေရန်ကုန်ရော့မန္တလေးမှာပါရှိနေတဲ့ Operation Flame အဖွဲ့မြို့ပြပျောက်ကြားရဲဘော်တွေဟာဒေါ်လာရေးမဟာမိတ်တပ်တွေနဲ့အတူပူးပေါင်းပြီးအကြံဖက်စစ်ကောင်စီတပ်ကိုတိုက်ခိုက်မဲ့မစ်ရှင်တွေဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့ ရန်ကုန်မြို့မှာငမိုးရိတ်ချောင်းရေတက်မှုကြောင့်မြောက်ဒဂုံနဲ့တင်ကန်းကျုံမြို့နယ်အတွင်းကရက်ကွက်တွေတဲ့ရေတွေဝင်ရောက်လာပြီးငမိုးရိတ်ရေလောင်တမန်မာလဲရေပြစ်အမှတ်တပ်နှစ်ပေကျော်လွန်နေတယ်လို့သိရပါတယ်။ဒီကနေ့စက်တင်ဘာလ20ရက်နေ့မနက်အစောပိုင်းကစပြီးငမိုးရိတ်ချောင်းရေမြင့်တက်မှုကြောင့်မြောက်ဒဂုံနဲ့တင်ကန်းကျုံမြို့နယ်အတွင်းကရက်ကွက်တွေမှာရေတွေဝင်ရောက်လာတယ်ဆိုပါတယ်။လက်ရှိငမိုးရိတ်ချောင်းနဲ့အနီးဆုံးရက်ကွက်တွေနဲ့ချောင်းကမ်းဘေးရက်ကွက်တွေမှာရေတွေဝင်ရောက်လာတာဖြစ်ပြီးစိုးရင်ဇာတော့မရှိသေးပေမဲ့ တချို့အိမ်အောက်တပ်တွေမှာတော့ရေတွေမြုပ်နေတယ်လို့မြောက်ကုံ33ရက်ကွက်နေပြည်သူတို့ကပြောထားပါတယ်။အလားတူတငယ်ညို့မြို့နယ်ကြီးပွားရေးရက်ကွက်မှာလည်းရေတွေဝင်ရောက်လာပြီးရေကြီးတဲ့အချိန်လေးမျိုးမဟုတ်ပေမဲ့လမ်းတွေမှာတော့ရေတွေဝင်ရောက်လာပြီးလက်ရှိငမိုးရဲ့ရေလောင်တမန်မှာလည်းရေပြည့်အမှတ်ထက်နှစ်ပေကိုကျော်လွန်နေသလိုရေကုန်မြစ်အတွင်းစက်တင်ဘာလ23ရက်နေ့အထိထူကဲဒီရေမြင့်တက်ဖို့ရှိနေတဲ့ဆိုပြီးတော့လေစစ်ကောင်စီကထုတ်ပြန်ထားတာရှိပါသေးတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ